မင်္ဂလာပါရှင်ရှမ်းအေကိုမီဒီယာကကြိုဆိုပါရစေရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင် အပတ်စဉ်စုပေါင်းတန်ရှင်ရေးဆောင်ရွက်နေမှု ကြည့်ရှုအားပေးပြီးဘယ်ဦးရေကနေပါမုံနဲ့ရေထွက်ကွင်းစင်ကြည့်ရှုစစ်ဆေးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင် မိုးရာသီကာလဝင်ရောက်လာပြီးဖြစ်၍တောင်ကြီးမြို့တန်ရှင်တရားလာပါရင်နဲ့အမိုက်များကင်းရှင်ရေရည်စည်းရလာကောင်းမွန်ရေချင်းရင်ပိုးလောက်လမ်းများ မပေါက်ဖွာနိုင်ရေးအတွက်ဇွန်လ22ရက်နေ့နနက်ရှင်နိုင်ကတောင်ကြီးမြို့အဝေးရာမီပုံပြန်ကွင်းပတ်ဝန်းကျင်၌ဌာနဆိုင်ရာများရဲတပ်ဖွဲ့များမိသက်တပ်ဖွဲ့များရက်ွက်အုပ်ချုပ်ရေးမှူးများ ဒေသခံပြည်သူများမှခြုံနှွယ်မြန်ရေမြောင်းများစုပေါင်းတန်ရှင်ဆောင်ရွက်နေမှုကိုရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ပြည်နယ်ဝန်ကြီးများပြည်နယ်အစိုးရအဖွဲ့အတွင်ရေမှုပြည်နယ်ခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများနဲ့တာဝန်ရှိသူတို့ကကြီးစုအားပေးပြီး38ကြိမ်မြောက် အပြည့်ပြည့်ဆိုင်ရာမူရစ်စေဝါအလဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနဲ့ဖန်စီရမီသည်မူရစ်စေဝါများမိရှုဖြက်စီရန်ကြိုတင်ပြင်ဆင်နေမှုကို ကြည့်ရှုခဲ့ကြောင်းသိရပါဗျာ ထို့နောက်ပြည်내ဝင်ကြီးချုပ်နဲ့အဖွဲ့သည်တောင်စီမြို့ဖျားဖြူရက်ွက်ရှိဘဲဥရေကန်းအားတွားရောက်ကြည့်ရှုစစ်ဆေးရာပြည်내ဝင်ကြီးချုပ်ကရေထွက်များထိမ့်သိမ့်ပင်းရံနဲ့ရေကန်းပတ်လဲခြံစည်းရိုးများဆောင်ရွက်ထားရှိရန်သက်ဆိုင်ရာဌာနမှတာဝန်ရှိသူအားမှာကြားခဲ့ပါသည် ်ဘဲဦးရေကန်သည်အရေးအတွက်နကန်းရှိပြီးရေတူလောင်နိုင်မှုပမာဏဂါလန်တတန်ရှိ၍မိုးရင်းကာလပါမိုနေရေထက်နှုံများသည့်ကာလတွင်ရေစုဆောင်ထားပြီးပါမိုနေရေထက်နှုံနေသည့်ကာလတွင်ရေကူပေးသည့်ကံဖြစ်ကြောင်းသိရှိရပါသည်ထိုမှာတဆင်ကြီးနေဝင်းကြီးကျုံနယ်အဖွဲ့သည်ပါမုံနေရေတန်းနှင့်ရေကန်တို့အားတွားရောက်ကြည့်ရှုရာကြီးနေဝင်းကြီးကျုံကပါမုံနေရေကန်အတွင် ရေများအမြဲရှိစေခြင်းကြောင့် ခြေခံပတ်ဝန်းကျင်ရှိအိန္ဒိယများပြန်လည်စီစဉ်၍ကျူးကျော်မှုမရှိစေရေးဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်းခြေခံမောင်းရှိစေများကို စနစ်တကျရှိစေရေးအတွက်ဆောင်ရွက်ပေးရန်အမိုင်များကိုလည်းစနစ်တကျစွန့်ပြစ်နိုင်ရေးထိန်းသိမ်းဆောင်ရွက်ပေးရန်နဲ့ခြေခံပတ်ဝန်းကျင်စိန်လန်းစုပြေးရေးအတွက်တစ်ပင်များစိုက်ပျိုးပေးကြရန်လိုအပ်ကြောင်းသက်ဆိုင်ရာဌာနတာဝန်ရှိသူများအားမှာကြားခဲ့ကြောင်း သိရှိရပါတယ်ရှင်။